အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အာဆင်နယ်နီးပြအာတီတာရဲ့အာဆင်နယ်တင်းကိုဒါကစားကွက်အခင်းကျင်းလှုပ်ဆောင်တဲ့ຢာတွေကိုပြောပြသွားမှာဖြစ်ပါတယ်နီးပြအာတီတာကတော့အာဆင်နယ်ကိုစရောက်တဲ့ချိန်မှာ၄နှစ်၃တိဆိုတဲ့ကစားပုံစံနဲ့ဒါအာဆင်နယ်ကိုကိုင်းသွေးခဲ့ပါတယ်အဲ့ဒီမြောက်ဦးမှာတော့ဥပါမီယံပေါ့နော်နောက်ပိုင်းမှာတော့လာကာဆက်တီနဲ့ဥပါမီယံကိုသွဲကစားစေချင်လို့လားတော့မသိဘူးနောက်ပိုင်းမှာတော့၄၃တင့်နှစ်ပုံစံမျိုးကိုလည်းပြောင်းလဲပြီးတော့အသုံးပြုခဲ့ပါသေးတယ်အာဒါပေမဲ့နောက်ပိုင်းမှာတော့ လေးနှစ်သုံးသိပ်ပုံစံမျိုးကပုံများပါတယ်။အာဆွေနှစ်ဖက်မှာဒါတိုက်စစ်ကစားသမားတွေကိုထည့်ပြီးတော့မြောင်းဦးမှာတော့ကင်ဟာပတ်တို့စသဖြင့်ဂျေးဆက်တို့သူအာမြောင်းဦးမှာထားပြီးတော့ကစားခဲ့ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာနေပြအာတီတာကအာဆင်နယ်2003တုန်းကအာဆင်နယ်ပေါ့နော်နေပြအာဆင်ဝန်ကားရဲ့ကစားနည်းတစ်ချက်တည်းကစားနည်းကိုအသုံးပြုပြီးကစားနေတာဖြစ်ပါတယ်။ဆိုတော့လီဗာပူးကိုရှုံးပြီးတဲ့ပွဲအပြီးမှာတော့ဒါနေပြ အဒီတာကအရင်တုန်းကသူကစားခဲ့တဲ့ဖာကူဆန်ရဲ့ကန်တင်ပြေးပုံစံမျိုးကိုမကစားတော့ဘဲနဲ့အာအာဆင်ဝန်ကရဲ့တစ်ချက်ထိ one touch ကစားနေကိုပြောင်းလဲပြီးကစားလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့နီးပြအာဒီတာကဘာလို့သုံးနေလဲဆိုတော့၄-၃-၃ကစားခွက်ကိုခင်းကျင်းပြီးတော့ကစားနေတာဖြစ်ပါတယ်။ဆိုတော့အဲ့မှာ၄-၃-၃ကစားခွက်မှာကဟာခွက်တွေဖြစ်သွားတယ်။အချိတ်ဆက်တွေကမမီဘူးပြင်နေတယ်။ဆိုတော့နီးပြအာဆင်ဝန်ကခင်မှာ၄-၄နှစ်ကစားနေကိုပဲဒါနီးပြနီးပြအာဆင်ဝန်ကသုံးခဲ့တယ်။အာ ဒါလေးလေးနှစ်ကစားနေပေါ့နော်အာဆင်နယ်ရွှေဖလားရတဲ့ခေရှုံးပွဲမရှိတဲ့ခေမှာတော့အာဆင်ဝန်ကကလေးလေးနှစ်ကစားနေနဲ့ဒါကစားခဲ့ပြီးတော့မှအဲလေးလေးနှစ်ကစားနေကသူကတိုက်စစ်ကိုဖွင့်ပြီးကစော့တဲ့ချိန်မှာလေးလေးနှစ်ကနေပြီးတော့နှစ်လေးလေးပုံစံမျိုးကိုပြောင်းသွားတယ်နောက်တက်မှနှစ်ယောက်ပဲကျန်တယ်ဇွဲကနှစ်ဖက်စလုံးကဒါအက်ရှလေးကိုလို့ပါတော့ဒူရန်တို့ကတိုက်စစ်ကိုလိုက်သွားတယ် ဲ့မှာတိုက်စစ်ကိုလိုက်သွားပြီးတော့မှဒါလုံးဝအလေကောက်လောက်ကောင်ရှေ့မှာတိုက်စစ်မှာက၄ရောက်ကိုင်းလယ်မှာက၄ရောက်ပုံစံမျိုးဒါလုံးဝတစ်ဖက်တက်ကိုဖိပြီးတော့မှတစ်ဖက်တစ်ဖက်မှာတစ်ဖက်အသင်းဒီပြန်ဖက်အသင်းရဲ့ကို AD အထဲမှာပဲဘောလုံးကလုံးဝကိုရှိနေတာဆိုတော့2006ကနေပြီးတော့2010ဝန်းကျင်ထိအာဆီမွန်ကကိကိုမှီခဲ့တဲ့လူတွေကတော့ဘောလုံးပွဲကြည့်တဲ့လူတွေဆိုတော့တိမာပါနိပြအာဆီမွန်ကကအော်သူကစားတဲ့ခါမှာဆွဲနှစ်ဘက်ကနေပြီးတော့ glitch လို့စက်ကညာလို့ အဲသူတို့ကစားတဲ့ပုံစံဆိုတော်တော်များများတိကျမှာပါတိုက်စစ်ကိုလိုက်သွားတယ်ပြီးတဲ့ခါမှာအဲ့ဒီနှစ်လေးလေးအာပုံစံမျိုးနဲ့ဆော့တယ်ဆိုလေးလေးနှစ်ကနေပြီးတော့မှတကယ်တိုက်စစ်ဆင်တဲ့ခါမှာနှစ်လေးလေးပုံစံမျိုးပြောင်းသွားတာဖြစ်ပါတယ်။လက်ရှိမှာအာတီတာကနီးပြအာစင်ဝန်ကရဲ့ကစားဟန်ကိုလည်းအသုံးပြုသေးတယ်။ဒါပေမဲ့သူကစားတဲ့ပုံစံကဒါ2006အကျော်လောက်ကဘာစီလိုနာလို့ပြီး2010မှာကပပလာရောက်ခဲ့တဲ့စပိန်တို့ရဲ့ကစားဟန်433ပုံစံမျိုးကိုသူက ကစားနေတာဖြစ်ပါတယ်ဒါပေမဲ့ပရီးမီးယားလိမှာကစားမယ်ဆိုရင်တော့၄3 3ပုံစံမျိုးကတိတ်ပြီးတော့မထီရောက်ဘူးဘာကြောင့်လဲဆိုတော့နေပြဒီအာဒီဒါကလည်းတက်ပြီးခဲ့တဲ့ဟိုပွဲမှာအာတာနိုင်ပွဲတွေရောရခဲ့ပါလက်ရှိချိန်ထိတော့၄3 3ကစားနေနဲ့ရှုံးပွဲမရှိသေးတဲ့အတွက်နေပြအာဒီဒါကိုတော့ပြစ်ပျော်လို့တော့မရသေးဘူးဒါပေမဲ့ဘာကတိတန်နေဆိုကစားကွက်ဒါ one touch ကစားတဲ့အခါမှာဘောလုံးပြတ်တာတွေကျွန်တော်တွေ့ရတယ် ောရတာကတိတ်ပြီးတော့မမြောက်သေးဘူးနော်ကြည့်လို့တော့ကောင်းနေပြီရတာကမမြောက်သေးဘူးဆိုတော့ဘာလုပ်ရမလဲဆိုတော့နေပြအတီတာအနေနဲ့433ကစားကွက်ထက်အာလေးလေးနှစ်ကစားကွက်ကိုပြောင်းပြီးတော့ကစားသစ်နဲ့ဒါဆိုရင်တော့ကျင်းနေပါတယ်အာဆင်နယ်ရဲ့ one touch ကစားနေရတော်တော်လေးကိုထိရောက်သွားမှဖြစ်တယ်ပို့ပြီးတော့အဆင်ပြေသွားမှဖြစ်တယ်တိုက်စစ်မှာတယောက်တည်းအာနောက်ခံလူတွေကြားထဲမှာအပိတ်ခံနေရတဲ့ Yogres ကလည်းတိုက်စစ်မှုနဲ့အုပ်ဖြစ်သွားတဲ့ခါမှာတော့ဒါသူ့မှာလည်း ဘိုးတွန်းခွန့်တွေအများကြီးရသွားမယ်ကိုဖန်တီးမှုတွေလည်းအများကြီးရသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့အာဆင်နယ်ရဲ့အထင်ကြီးရတိုက်စစ်မှုဆိုလို့ဂျိုဂရက်စ်တယောက်ပဲဖြစ်နေတယ်တော့ပြန်ဖက်တော်တော်များများကခံစင်မှု၂ယောက်၃ယောက်လောက်ကထိယူကရက်စ်ကိုပိတ်ဆို့ပြီးကစားနေတာကိုတွေ့ရတယ်။အဲဒီခါမှာယူကရက်စ်ကဂိုးသွင်းခွင့်နေမရအောင်ဖြစ်နေ။ဒါဆိုရင်၄လေးနှစ်ကစားခွင့်နဲ့တိုက်စစ်မှု၂ယောက်ကစားရမယ်ဆိုယူကရက်စ်ကဘယ်သူနဲ့တွဲကစားရမလဲလို့ကျွန်တော်မေးလာရင်တော့ယူကရက်စ်ကလက်ရှိမှာတော့ထရော့စ်နဲ့တွဲတင်ပါတယ်။ဒါကိုင်ဟာပက်တို့ အာဂျီဆက်တို့ပြန်ကောင်းလာခဲ့တော့ဂျီဆက်နဲ့တွဲတင်ပါလေဆိုရင်ဘလို့ပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးလေးလေးနဲ့ကစားကွက်နဲ့အာဆင်နယ်ဟာပွဲထွက်လာမယ်ဆိုတော့နိုင်ပွဲတွေတောက်လျှောက်ရမယ်လို့ကျွန်တော်ကယုံကြည်တယ်ထို့အတူပဲဂိုးတွေတော်တော်များများအာဆင်နယ်ဟာရသွားမယ်လို့လည်းကျွန်တော်ယူဆပါတယ်ဆိုတော့နိပြအတီတာနေနဲ့အရင်ကစ်ကဘာစီလိုနာရဲ့ဒါစပိန်တို့ရဲ့ကစားကွက်4-3မှာအာဆင်နယ်ကစားဟန်ကိုအထည့်နေတာတဲ့နိပြအာဆင်ဝန်ကကစားခဲ့တဲ့ပုံစံတိုင်းပဲလေးလေးနှစ်ကိုအသုံးပြုမယ်ဆိုတော့ အာဆင်နယ်ကအောင်မြင်မှုတွေတရဆက်ရလိမ့်မယ်လို့ကျွန်တော်ကတော့ယုံကြည်နေပါတယ်။ဆိုတော့ညပြအတီတာနေနဲ့ဘလို့ထမှန်ပြီးတော့ကစားကွက်တွေခင်းကျင်းလာမယ်ဆိုတော့စိတ်ဝင်စားစရာကောင်းပါလေ။ဆိုတော့နားထောင်ပြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ပရိသတ်တို့ကရောအာဆင်နယ်က4-3နဲ့ပဲကစားတင်သလား4-4နှစ်နဲ့ကစားတင်သလားလူအချင်းတွေမျိုးကိုကစားတင်တယ်လက်ရှိမှာကယိုကိုရက်စကိုသွင်းနေတာကဘာကြောင့်လဲဆိုတာကိုလည်းကိုယ်ထင်မြင်ယူချက်ဆက်ချက်လေး ရှင် comment မှာရေးပေးကြလို့ရပါတယ်နောက်ထောင်ပြည်ပြည်သက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ